ထွေထွေညီလာညီကနေပြီးတော့ဒီနေ့ပေါ့နော်မြန်မာနိုင်ငံကလက်ရှိဆေးဥစုလက်ထမဖြစ်တယ်အဲ့တော့ဆေးဥစုကိုအစိုးရအနေနဲ့အတိမတ်မပြုတော့ညာလဲဆေးဥစုမှာတာဝန်ရှိတဲ့အတွက်ကြောင့်ဒီအတ္တမခိုင်းစင်မှုအခြေခံလုံသမားခွင့်ရချုပ်ပေါင်းမှုလူခွင့်ရချုပ်ပေါင်းမှုတွေပတ်သက်ပြီးတော့ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ပြောဆိုလာတာလေးနေ့ရှိသွားပြီမလုပ်တဲ့အတွက်ကြောင့်ကမ္ဘာလုံးကရေအဖွဲ့ချုပ်ရဲ့အခြေခံဥပဒေ ပုံမှန်33အရပေါ့နော်ဆက်လက်ပြီးဆောင်ရွက်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကိုဒီနေ့အချလိုက်ပါတယ်လို့ဟုတ်ကဲ့ပါအဲကျွန်တော်တို့ရည်ရွယ်တာကတော့ဟိုကန္တာမဟုတ်ဘူးဗျကန္တာမဟုတ်ဘူးအဲ့တော့ဘယ်လုပ်ငန်းကန္တာလဲလို့ မေ့နော်ကျွန်တော်တို့ကအထူးသဖြင့်လောင်စာကဏ္ဍခက်ခဲဖြစ်မယ်နောက်တစ်ခါဆေးဥစုရဲ့ငွေကြေးစည်းစိမ်မှုအခက်ခဲဖြစ်မယ်ဒီကျင်ညာချက်ရဲ့အပိုင်းနှစ်အဆုံးဖြတ်ချက်အပိုင်းနှစ်ကန်းငယ်ပေါ့နော် 2C မှာပါတာကတိတိကျကျပဲပထမတစ်ချက်ကတော့ဆေးဥစုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆက်ဆံနေတဲ့လူတွေပေါ့ဆက်ဆံနေတဲ့လူတွေအားလုံးကိုပြန်လည်ပြီးသုံးသပ်ဖို့ပြောလိုက်တယ် တော့ဆက်ဆံဖို့ပြောလိုက်ဆက်ဆံနေတဲ့လူတွေဆိုတဲ့အထက်မှာအာယေလိုရဲ့အဖွဲ့ဝင်တွေပေါ့နော်အဖွဲ့ဝင်ဆိုတဲ့နေရာမှာကျွန်တော်ဦးနဲ့တင်ပြသလိုအစိုးရရှိတယ်အလုပ်သမားရှိတယ်အလုပ်ရှင်ရှိတယ်အဲ့ဒီသုံးဘွဲ့စလုံးကနေပြီးတော့စေအစုနဲ့ဆက်ဆံမှုတွေရှိခဲ့ရင်ပြန်လည်ပြီးတော့သုံးသပ်ပါဘာဖြစ်လို့လဲဆိုတော့သူတို့ဒီဒီလူတက်မှုတွေဒီလူတွေဖမ်းမိထောင်ချမှုတွေဆိုတဲ့အစကနေပြီးတော့လုတ်တဲ့ဒီကျွလုံမှုတွေရှိတဲ့အတွက်ကြောင့် သူတို့နဲ့တော့မဆက်ဆံသင့်ဘူးဆက်ဆံရင်မင်းတို့ဒီလဲသူတို့ရဲ့အားပေးအားမြောက်လုပ်တဲ့လူတွေဖြစ်သွားမယ်ဆိုတာပါပါတယ်အဲနောက်ဆက်တွဲမှာတော့ပြန်လည်ပြီးသုံးသပ်တဲ့အထက်မှာတဲ့အထူးသဖြင့်လောင်စာစီပေါ့နော် jet fuel ဆိုတဲ့စကားလုံးပါပါတယ်နောက်တစ်ခါ free flow of fundings စေအိုစုရဲ့ငွေကြေးလွတ်လပ်စွာစီစဉ်မှုတွေကိုပြန်လည်ပြီးတော့သုံးသပ်ဖို့ဆိုတဲ့ဟာကိုပါပါတယ်အဲ့တော့ဘေကန်ဒါကိုပိတ်မယ်ဆိုတဲ့စကားလုံး sanction ဆက်စကလုံးတစ်လုံးမှမပါပါဘူးလို့အဲ့ဒါကိုလည်းကျွန်တော်အရှင်းပြခြင်းပါတယ်အဲ့ဒီတော့ကလည်းထိခိုက်တယ်လို့မသူပြောလဲဗျဘာလို့ဆိုတော့ကျွန်တော်ပါတယ်အဲ့ဒီတော့ကျွန်တော်ပါတယ်เนาะကျွန်တော်တို့ live ပိတ်တာပိတ်လို့မရပါဘူးစင်ကာပူကလည်းပိတ်တာမခံဘူး ထိုင်းကလည်းပိတ်တာမကောင်းဘူးဘယ်သူမှပိတ်လို့မရတော့ပိတ်လို့မရဘူးသို့တော့ဘာဖြစ်တာလဲဆိုတော့ဆေးဥစုရဲ့အုပ်ချုပ်မှုညံပြင်းလို့စီးပွားရေးပြတ်တာခင်ဗျာနော်အငွေတွေကိုခဏခဏသိမ်းတဲ့ကိစ္စအဲ့ဒီကိစ္စတွေကြောင့်ပြတ်တာတော့ကြာစီသမားတွေကိုဖမ်းလိုက်ပြန်တော့ကြာရွှေသမားတွေဖမ်းလိုက်ပြန်ပြီဆိုတော့ကိစ္စတွေကြောင့်ပြတ်တဲ့ကိစ္စပါလို့နော်ဒါကြောင့်မလို့အဲ့ဒီတော့ကလည်းဖြစ်ခဲ့တယ်လို့ပြောအဲ့ဖြစ်ခဲ့တယ်ဆိုတော့လူကိုပြောပြပါ အဲဆိုကျွန်တော်ကအဲဒီတုန်းကလည်းကျွန်တော်အလို့သမားတမက်ကဥက္ခရာနေတယ်ပဲကျွန်တော်ဆန်ရှင်အာရလုံနဲ့ပတ်သက်တဲ့အာဒီဂတ်သတိကိုကျွန်တော်တို့ complaints mechanism ရာလုတ်ခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်ပြန်ရှင်းပြရခြင်းအခုလည်းပြည်သူဒုက္ခရောက်မယ်အလို့သမားဒုက္ခရောက်မယ်လို့ပြောကြတယ်။အာဆက်မှုကုံထုတ်ကလူသုံးသိန်းဒုက္ခရောက်မယ်လို့ပြောကျွန်တော်ကမေးမယ်အဲ့တော့ခင်ဗျားတို့ဆက်မှုကုံထုတ်တစ်ခုတည်းပုံမှန်ပြမရှိတာမဟုတ်ပါဘူး။နော်ဒီຫນွေဦးတော်နိုင်လို့တော့က CDM လုတ်တဲ့ဝန်တန်းတွေ သုံးသိန်းကျော်ပါတယ်သူတို့ကိုလည်းကျွန်တော်အလုပ်ပြန်ရဖို့လိုပါတယ်အဲ့ဒီကိစ္စလည်းကျွန်တော်တို့ကတော့လူမသားဘက်ကနေလည်းကျွန်တော်ထည့်အတွက်ပါတယ်ဒါကအရေးကြီးပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အပြောင်းလဲလုပ်တဲ့နေရာမှာစနစ်အပြောင်းလဲလုပ်တဲ့နေရာမှာသုံးချလို့ရတဲ့ရန်တရားတစ်ခုဖြစ်တဲ့ ILO ရဲ့အဆုံးဖြတ်ချက်ကလည်းနဲ့မကင်သောအကြမ်းအကြမ်းမဖက်သောနှီးနဲ့ဆေးဥစုပေါ်မှာဖိအားပေးဖို့အတွက်ကျွန်တော်တို့ကဝိုင်းကြိုးစားတာဖြစ်တယ် အာလိန်မြန်စီကိုဘာကြောင့်ဖြတ်တာလဲသူ နေတိုင်းဘုံကျဲနေတယ်ဆ ्याम မတို့လည်းကြားမှာပေါ့နော်တနေ့ကိုတနေ့မှာတစ်ခါကျရင်၃နေရာကျဲတာရှိတယ်တနေ့ထဲမှာ၃ချိန်ကျဲတာရှိတယ်နောက်တစ်ခါဘာလဲသူတို့ကဒီရွာတွေကိုမီးရှို့တဲ့ကိစ္စရှိတယ်ကျွန်တော်သခိုင်းတိုင်းမကွေးတိုင်းမှာသူရရရမရှိအောင်လုပ်ထားတာတွေရှိတယ်အဲ့ဒါတွေအားလုံးကိုဘာနဲ့လုပ်တာလဲအောက်ခြေရမလာနိုင်တော့ဘူးရဲဘော်တွေမရှိတော့ဘူးသူမှစစ်သားမရှိတော့ဘူး အဲ့လေမြန်နဲ့ပဲဘုံကျဲနေတဲ့ကြောင့်လေမြန်စီကိုထိထိရရပိတ်ဖို့ဆိုတာကိုကျွန်တော်တို့စူးစမ်းတာဖြစ်တဲ့တွေကြောင့်စစ်အုပ်စုကိုတိုက်ရိုက် ထိခိုက်ဖို့တည်ရောက်မှုရှိဖို့ကျွန်တော်တို့စူးစမ်းနေတယ်ဒါတစ်ချက်ဒုတိယတစ်ချက်က free flow of funds လွတ်လပ်စွာငွေရေးကြေးစည်းစင်းမှုဆိုတာကိုပိတ်ပင်ဖို့ဆိုတာကိုကျွန်တော်တို့ပြန်သုံးသပ်မယ်နော်ဒါတွေကိုကျွန်တော်တို့လိုက်ကြည့်ပြီးတော့ဒီငွေတွေရှိလို့ဒီလေမြန်စီတွေဝယ်နိုင်တာဆိုတာကိုကျွန်တော်တို့ကနားလည်တယ်ဒါကြောင့်မို့ငွေကို ဆေးဥစုရဲ့ငွေဘယ်ကနေလာနေလဲဘယ်ကနေစီးဆင်းနေလဲအဆေးဥစုကနေပြီးတော့ဒီသူတို့ဗန်နေမသုံးမင်းနဲ့သူတို့ရဲ့သားသမီးတွေနဲ့အသူတို့ရဲ့လက်ခွဲတွေနဲ့ထောင်တဲ့ငွေတွေနဲ့သူတို့လုံနေသလားအဲ့ဒါတွေကို license ပြီးလုံမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပြောသွားရင်နှစ်ချက်ပေါ့နော်ဂျက်လေးမြန်လောင်စာစီဆိုတာရယ်ဆေးဥစုရဲ့သားသမီးတွေရဲ့ငွေကြေးစီးဆင်းမှုဥပိုင်ကုမ္ပဏီရဲ့ငွေကြေးစီးဆင်းမှုကိုပိတ်ပင်ခြင်းဒီ ကျွန်တော်တို့စမ်းမှုကုံထုတ်မှရှိတဲ့လူတွေပေါ်မှာဘလို့မှတက်အောင်မှုမရှိဘူးလို့တော့ကျွန်တော်ကတော့ပြောချင်တယ်။အဲကိုသူရဲ့မိဘတွေမောင်တွေအလုတ်ကဥပိုင်လင်ပတဲ့မှာလုံနေတော့မတနိုင်ဘောဗျာ။သို့တော်လိုင်းတရားရွှေပြည်သားမှရှိတဲ့လူတွေပေါ်မှာတော့တိုင်းရိုက်တက်အောင်မှုရှိတယ်ဆိုတာကိုတော့ဟိုကျွန်တော်တို့သက်သေပြပါကျွန်တော်ပြန်ပြီးသုံးသပ်ပေးပါမယ်။ ဟိုကျွန်တော်မြင်တော့ဗောလေဥမာပေါ့ဟိုရခိုင်ဒေသမှာရှိအေးအေးမှာရှိတဲ့လူကြီးပိုင်းဒီအားရလို့ဝင်နားလဲတဲ့လူတွေပါပါတယ်ထို့အတူကျွန်တော် TNL မှာရှိတဲ့ခေါင်းဆောင်ပိုင်းကလည်းဟို policy ဆွန့်ပြတဲ့လူတွေထဲမှာလည်းအားရလို့ဆိုတာကိုနားလဲတဲ့လူတွေပါပါတယ်အဲ့တော့ကျွန်တော်တိုင်းသားအဖွဲ့အစည်းတွေကအားရလို့နဲ့မစိမ့်ပါဘူးခင်ဗျာเนาะကလေးလို့ကမှလည်းပတ်သက်ရင်မစိမ့်ပါဘူး နော်တို့ဒါကိုကို KNU မှာဆိုရင်ကြားပါပြီခလေးအလို့သမားပပျော်ရေးကိုလုပ်နေတာနော်တိုင်ပွဲဖြစ်တိုင်းကဏ္ဍမှာတမျိုးပဲသို့တော့မူအားဖြင့်တော့ရှိထားပြီးသားပါကျွန်တော်တိုင်းသားကောင်းဆောင်နေ ILO ဆိုတာနဲ့လဲအာကျောင်းဟိုအကျောင်းတွင်ရှိပါတယ် ILO ကပုံကိုတွေနဲ့လဲစကားပြုပေါ်တယ်သင်တန်းနေလဲလုတ်ခဲလုတ်လုတ်တာတွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆေးဥစုမရှိဖို့ဒါရေးကြည့်ပါတယ်နော်ဆေးဥစုရှိတဲ့နေရာမှာရန်ကုန်မြို့မှာမန္တလေးမှာ เนาะ border ဆွဲခါရဲဆိုတဲ့ကိစ္စပဲเนาะဆဲယုံတဲမှာဟလာကျွန်တော်တို့ဒီတောင်းဆုံမှုလုပ်လို့ရှိရင်ဟိုကောင်ပထမဆုံး manager လုပ်တဲ့ကောင်ရဲကိုပြောတယ်ပြီးတော့မှရဲကတခါတက်ကိုခေါ်လိုက်ပြီးတော့အဲ့အောင်ဒါငါတို့စစ်အုပ်ချုပ်ရေးနေမိကွာဒီမှာဘာတမကမှမလို့ဘာတောင်းဆုံမှုမှမလုပ်နဲ့ဆိုတာမျိုးဟာမျိုးတော့ကျွန်တော်မလို့ချင်ဘူးလေအဲ့ဒါမျိုးကျွန်တော်တိုင်းသားဒေသတွေမှာမရှိပါဘူးဒါကြောင့်မလို့တနိုင်ငံလုံးပေါ်မှာချမှတ်တဲ့ကိစ္စဖြစ်ပါတယ် တော့တဏ္ဍာငံလုံးမှာလဲကျူးလွန်မှုရှိတဲ့လူတွေတော့ကျူးလွန်တဲ့အတိုင်းပဲကျွန်တော်တို့ကတည်င်းပို့ပြီးတော့အဲလိုရန်တရားနဲ့အတူကျွန်တော်တို့ပြောင်းလဲမှုမှာရအောင်ကျွန်တော်တို့ခေါ်ဆိုသွားမှာဖြစ်ပါတယ်ဟိုယောရှေရေနော်ယောရှေတဲ့လူလည်းဒုက္ခရောက်မှာပဲလေအာဟို ဘာလို့လဲဆိုတော့ဟိုရှင်းရှင်းပြောရင်ဟိုမင်းအွန်လိုင်းက uniform အစိမ်းဝတ်မထားရင်သူမတို့မှလက်မခံဘူးလေ uniform အစိမ်းဝတ်ထားရင်တော့မှသူသားသမီးမဝင်သူအကုန်လုံးလောက်တာပဲလေအခုဘိုလ်ချုပ်မှုတွေတောင်ဟိုဘာလဲဟိုလက်နဲ့ချတဲ့လူကိုပြန်ဖမ်းဟိုဘာလဲထောင်ထဲပို့တာတော့ဘာလို့ညာလဲသူတို့မကူပဲနဲ့အာဖြစ်နေတဲ့အခြေခံမှာဖြစ်နေတဲ့ကိစ္စတွေကိုတော့မှဒီကောင်ကယူဆိုင်တာမှမဟုတ်ပဲအဲ့တော့ဒီစစ်ကောင်စီနဲ့ရောဆန့်နေတဲ့လူတွေအားလုံးကတော့သတိထားဖို့လိုတယ်သတိရှိဖို့လိုတယ် ဘာလို့စစ်ကောင်စီကတက်ဆိုးရှိမှာမဟုတ်ဘူး။နောက်အပြောင်းလဲကရှိနေတယ်။ကျွန်တော်တို့ຫນွေဦးတော်လန်ရဲကလည်းအောက်ချိန်မှာကျွန်တော်တို့ဒီ65ရာခိုင်နှုန်းကအာဟိုတိမ့်ပိုက်ထားပြီးပြီ။နော်ကျွန်တော်တို့ဗမာပြည်တွင်းမှာလည်းကျွန်တော်တို့ကိုကားမောင်းပြီးတော့3-4နေရာကြီးသွားလို့ရတယ်။ဘာစစ်သားမှပါမေဟိုစစ်ကောင်စီအုပ်စုတယောက်မှမတွေ့ရတဲ့နေရာတွေအများကြီးရှိနေပြီ။ဒါကြောင့်မလို့အဲ့အရာတွေကိုဟိုမဟုတ်ပါဘူးကွာလို့မထင်ပါနဲ့။ပြောင်းလဲမှုဆိုတာရှိတယ်။ အဲ့ဒီပြောင်းလဲမှုကိုမှနားမလည်ဘူးဆိုရင်တော့ခံရမယ်လို့ထင်တယ်။ကိုဖတာကိုတွေယုတ်တယုတ်မီယိုဖလာလှုပ်ရှားတဲ့လူတွေရှိပါတယ်။ကျွန်တော်တို့သိကြပါတယ်။ကျွန်တော်မို့တခြားလူတွေသိကြ။အဲ့ဒီလူတွေအားလုံးကိုတော့ကျွန်တော်တို့ကဒါတို့ကိုတန်ရောက်မှုထိခတ်မှုနည်းအောင်တော့ကျွန်တော်တို့ဝိုင်းပြီးတော့စူးစမ်းကြမှာပေါ့ဗျာ။ ျွန်တော်တို့ article 33ဘောနော်စာသားထဲမှာ sanction ဆိုစကလုံးတလုံးမှမပါဘူးဗျာတောင်းလို့လာလာပြီးတော့ဖဲချောင်းနေတဲ့ကောင်တွေကိုလည်းမေးပါအာမင်းတို့အလုပ်ပြုတ်မယ်ဆိုဘယ်ဘာကြောင့်ပြုတ်မှလဲအကိုကြီးအမကြီးကျမတို့ကျွန်တော်တို့ရှင်းပြပါလောင်စာစီပိတ်တဲ့ဥစားကျွန်တော်တို့ဒီဂျဲလိန်မြန်ကိုကျွန်တော်တို့ကျွန်တော်ထင်တယ်လေဟိုတနေ့မှတစ်ခါစီးတဲ့လူတော်တော်ရှားပါမယ် เนาะလိမ်မြန်စီးတဲ့တွေကျွန်တော်အလုပ်သမားဝင်3သိန်းရှိတယ်ဆိုရင်3သိန်းမှာ3000တော့ရှိမှာပေါ့ဗျာလိမ်မြန်စီးပြီးတော့ပြန်တာဒါပေမဲ့ဒီချိန်မှာလဲမပြန်နိုင်ရောက်ထင်ပါလေငွေကြေးခက်ခဲကြောင်မိဘတို့ဘာလို့ရနေမကောင်းလို့ကြားမဲ့အကြောင်းသွားတဲ့လူတော့ပဲရှိမယ်ထင်ပါလေနော်ဒါကြောင့်မလို့လိမ်မြန်စီးပိတ်တာဒီကျွန်တော်တို့ဘောမှာဘယ်လိုတည့်အောင်လို့ရှိမလဲအဲ့ဒါကိုရှင်းပြပေးပါလို့မေးပါဗျာနော်မေးစေချင်တယ်မေးပြီးတို့ရရှင်းပြရင်ကျွန်တော်လာပြန်ပြောပါကျွန်တော်လည်းပြန်ရှင်းပြစာတစ်ခုတော့ နောက်တစ်ခုကတော့ဗာလဲဆိုတော့ဒီငွေကြေးနဲ့ပတ်သက်လို့ပါနော်ဟိုကျွန်တော်တို့ကမြောက်ဝတီဘဏ်ကိုပိတ်တယ်ဗျာဥပိုင် limited လုပ်ငန်းတွေကိုကျွန်တော်ငွေပိတ်တယ်ဗျာမင်း online သားသမီးကိုကျွန်တော်တို့ကဒီသူ credit card ပေါ့သူရဲ့ဒီအချွေးဝယ်တဲ့ card ပြသုံးလို့မရအောင်ပိတ်တယ်ဗျာဟုတ်လားဆိုဝင်သားသမီးပိတ်တယ်ဗျာအဲ့ဒါတွေကခမောင်းနဲ့ဘလို့တက်ရောက်မှုရှိမလဲကျွန်တော်တို့မသိဘူးဗျအဲ့တော့အဲ့ဒါကိုခမောင်းတို့ကလည်းမေးဖို့လိုတယ် ဆရာတို့ဆရာမတို့ဟုတ်ပြီစာနာပြမယ်ဗျာအာဒီကတတိသူတို့မကြိုက်ဘူးစာနာပြမယ်ဟုတ်ပြီစာနာပြမယ်ဆိုရင်ဘုရားပြောနေတာကဒီဟာပိတ်ဆိုတာကစစ်တပ်ကိုပိတ်မယ်စစ်တပ်အတိုင်းဝန်းကိုပိတ်မှာဖြစ်တယ်အဲ့တော့ကျမတို့စိတ်ယုံတယ်ဘလို့ဆိုင်လဲအဲ့ဒီဟာကိုလည်းမေးကြည့်ပေါ့ဗျာเนาะကျွန်တော်ကျွန်တော်ပြောရအောင်เนาะ sanction ဆက်စကလုံးမပါဘူးเนาะနောက်တစ်ခုကျွန်တော်တို့ကဒီမှာဗာလဲဒီ jet လေးများစီပိတ်မယ်ဆိုရင်ကိစ္စ နောက်ထပ်တစ်ခါဒီစစ်တပ်တိုင်းဝဲကိုပိတ်မယ်ဆိုရင်ကိစ္စငွေရေးကြေးပိတ်မယ်အဲ့ဒီနှစ်ခုနဲ့အဲ့ဒီသုံးခုပေါ့ဗျအဲ့ဒီသုံးခုနဲ့ပတ်သက်ပြီးတော့ကြေးကြေးလည်လည်ရှင်းပြပေးပါလို့ဒါမှခင်ဗျားတို့ကစန္ဒပြခိုင်အာဒီကာ33ကိုမလို့ကျွန်တော်စန္ဒပြခိုင်ပါကျွန်မတို့ကျွန်မတို့လိုက်ပါနှစ်မွေကျွန်မတို့လို့ကျွန်မတို့လုပ်လို့ပြောကျွန်တော်တို့အဲ့လိုပဲပြန်ပြီးတော့မေးဝလို့တော့ထင်တယ်လေအာလူသုံးသိန်းဒုက္ခရောက်မယ်ဟောနေပါနဲ့အဲ့လူသုံးသိန်းအတွက်ကို ိုဘယ်လိုတည့်ရောက်မှုရှိမှလဲဆိုတော့တရားရှင်းပြပါโอเคကျွန်တော်တို့အခုကျွန်တော်တို့ဒီလူသမားတပ်ပေါင်းစုနေနဲ့စာအာပြင်ပြီးပါပြီထွက်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကတော့ပြည်တွင်းမှာရှိတဲ့ရဲဘော်တွေရဲမေတွေအားလုံးပေါ့เนาะကျွန်တော်တို့ကျေးဇူးတင်တယ် ဂုံထဲယူတယ်။ဘာလို့ကိုကိစ္စကိုလှုပ်တာလေ။ကိုကိစ္စကိုလှုပ်တာအပြောင်းလဲလို့ရှင်တို့ထွက်ပြောတာဒါကမှန်တယ်ဒါကဖြစ်ရမယ်။အဲ့တော့တို့တို့ပြောเสียရှိလို့ ILO ကိုပြောရလို့ရတဲ့နေရာရှိတယ်။ ILO ဆိုတော့ဘာလဲဆိုတာဘာထူးခြားသလဲဆိုတော့ ILO ဆိုတာနံပါတ်1ချက်ကကုလသမဂ္ဂအဖွဲ့ဝင်ဆိုတာကိုသိဖို့လိုတယ်။နှစ်ချက်ကတော့ဘာလဲဆိုတော့ तू ကကုလသမဂ္ဂဘုံအဖွဲ့ဝင်ဖြစ်တဲ့အကြောင်းအစိုးရတစ်ခုတည်းကလာတဲ့အဖွဲ့စည်းမဟုတ်ဘူးသူ့ရဲ့ထူးခြားချက်က အလုံးရှင်လူသမားအစိုးရသုံးဘက်စလုံးလာတော့အဲ့လိုကျွန်တော်တို့ဆန္ဒပြလို့ရတယ်ဆိုရယ်ကိစ္စဆန္ဒပြတဲ့မှတ်တမ်းတွေကိုကျွန်တော်တို့အာရုံလေးတွေကိုထည့်လို့ရတယ်ဆိုရယ်ကိစ္စကိုလည်းကျွန်တော် အလုံးအသိပေးချင်ပါတယ်နောက်တစ်ခါတော့ကျွန်တော်အလုံးကိုကျေးဇူးတင်ပါအလုံးကိုကျေးဇူးတင်တယ်ဆိုတော့ပြည်တွင်းမှာကျွန်တော်တို့ကိုယ်တိုင်ကိုကြလုပ်တဲ့လူတွေကောနော်ဒီလူတွေလုပ်ငန်းလုပ်လို့ရအောင်ဝိုင်းပြီးတော့ပံ့ပိုးတဲ့လူတွေကောနော်အဲ့ဒါတွေကအရင်အရေးကြီးပါတယ်ဟိုမှာမိသားစုတွေပေါ့နော်မိန်းမတွေ အာတားတွေတမီးတွေယင်တမမနဲ့စောင့်နေရတဲ့ကိစ္စအုပ်တွေကျွန်တော်နားလည်တယ်ဒါကြောင့်မလို့အရန်ကျေးဇူးတင်ပါတယ်အရန်နဲ့အားလုံးတို့ကုံယူပါတယ်ဒါတစ်ချက်ပါနောက်တစ်ချက်ကတော့ကျွန်တော်တို့ကဒီဘက်မှာကျွန်တော်တို့ဒီထိုင်းနိုင်ငံပဲအဘက်ကိုရောက်သွားတဲ့ကျွန်တော်တို့ CDM တွေပေါ့ဗျာเนาะ CDM တွေနောက်တော့တစ်ခါကျွန်တော်တို့ဒီဒီအဒမဆင်မူတာဥပဒေကြောင့်ထွက်လွတ်ထွက်လာတဲ့လူငယ်တွေပေါ့လူလတ်ပိုင်းတွေပေါ့ဗျာ35နှစ်အောက်တွေ အဲသူတို့ကိုအင်တာဗျူးလုပ်ခွင့်ရတာသူတို့တကယ်ဘာဆက်မင်းအောင်နိုင်လုံးလိုက်လို့လူတွေထွက်ပြေးသွားတယ်ဆိုတော့အုတ်ချောင်းနိုင်ငံခြားသားနားမလည်ဘူးဗျသို့တော့ကိုယ်တိုင်အင်တာဗျူးတွေနဲ့ပြောပြတဲ့အခါကျမှဇာတ်ရေးလေကြတာဆိုတော့အဲ့ဒီဟာမျိုးကိုကျွန်တော်လူတိုင်းကပြောတယ်ဗျသဘောပြောတာပါနော်နိုင်ငံတိုင်းမှာစစ်မှုထမ်းမအောင်မထမ်းမနေရရှိတယ်ဒါပေမဲ့မင်းအောင်လည်းလမ်းမှာတွေ့နေရင်ရိုက်ပြီးခေါ်တော့မဟုတ်ဘူးဗျ မင်းအွန်လိုင်းတတ်တယ်လို့လူလူဖမ်းသွားပြီးသုံးသိန်းပေးပြန်လှုပ်ပေးမယ်လို့လုပ်တာမဟုတ်ဘူးဟိုကစနစ်ကျသွားစည်းရင်းပေးပြီးသွားတာအထိုင်းမှာလည်းရှိတာပဲအမေရိကန်မှာလည်းရှိတာပဲเนาะမတူတဲ့ဟာကိုကျွန်တော် မတူတဲ့သဘောသဘာဝကို ထုတ်ဖော်ပြောဖို့အတွက်ကိုအင်တာဗျူးလုပ်ပေးတဲ့လူတွေเนาะ CDM တွေဘလောက်ခက်ခဲတယ်ဆိုတော့ဥစားကိုအင်တာဗျူးလုပ်ပေးတဲ့လူအားလုံးလည်းကျေးဇူးတင်အရန်တင်ပါတယ်ဂုဏ်လေးကိုယူပါတယ်လို့နောက်တစ်ခါကျွန်တော်ခုနပြောသလိုဒီလူတွေနဲ့တွဲဖို့ကိုချိန်ဆက်ပေးတဲ့အဖွဲ့အစည်းတွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ် နော်ဒါအာဂုံကျေးဇူးတင်တိုက်တဲ့လူအားလုံးပါဘာဆိုကျွန်တော်တို့ဒီပဲလုံးလုံးမရပါဘူးနော်အခုကအရန်များတယ်ဒီကောင်ချိုးပေါင်းမှုတွေအားများတယ်အဲ့ဒါကိုကျွန်တော်တို့ကရအောင်မတန်းကောက်ယူပေးရတယ်ဆိုတဲ့ကိစ္စကိုကျွန်တော်ကအဲ့ဒါကိုကျွန်တော်တင်ပြနေတာပါလို့နော်ဒါကြောင့်မအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဝိုင်းလို့လို့ဒီနေထားကိုရောက်တာပါဟိုကျွန်တော်တို့ဒီနေထားနေပြန်စင်းတဲ့အကြောင်းမရှိဘူးပြန် short ပေးတဲ့အကြောင်းလည်းမရှိဘူး အပြောင်းလဲဖြစ်မှာပဲဒီဟာကိုကျွန်တော်တို့ကနိုင်ငံအတွက်ဟိုအကျိုးရှိတဲ့ဆိုမှကျွန်တော်တို့ပြန်ပြီးတော့ဘလို့ရပ်ပေးရမလဲဆိုတော့ပြန်စဉ်းစားမယ့်အနေအထားရှိပါမယ်။အခုရှေ့ဆက်ပြီးတော့လဲကျွန်တော်တို့က၃ဘွန့်ဆိုင်ပေါ့နော်ဒီကျွန်တော်တို့လို့ရှင်လို့ဒီမှာအစိုးရ၃ဘွန့်ဆိုင်အနေနဲ့ ဘာဒီကတတူနဲ့ပတ်သက်ပြီးတော့ဒီစစ်အုပ်စုကနေပြီးတော့တုံ့ပြန်မှုဘယ်လိုရှိသလဲဆက်လက်ချိုးဖောက်နေလားဆိုတော့မော်နီတာလုပ်ပြီးတော့စုံစမ်းပြီးတော့လေ့လာပြီးတဲ့နောက်စည်ရင်းစရာပြုစုပြီးတော့ကျွန်တော်အဲလိုဆက်လက်သွားဖို့အတွက်ကိုသုံးမွေးဆိုင်ဖွဲ့လေးဖွဲ့ပြီးဆက်အလုပ်လုပ်သွားဖို့ရှိပါတယ်လို့လည်းပြောချင်ပါတယ်ခင်ဗျာအဲအဲ့ဒီမှာတော့ကျွန်တော်တို့က ဟိုဆွေးနွေးစရာတက်ကို တွေ့ဆုံရမှာပေါ့နော်အာကျွန်တော်တို့ဥမာအစိုးရတွေပေါ့နော်ကျွန်တော်ဒီမိုကရေစီရေးကိုအားပေးတယ်ဆိုရင်ဘယ်လိုအားပေးတာလဲဘယ်လောက်ထိအားပေးတာလဲမင်းတို့ငါတို့လက်တွေ့ဘာလို့ပေးနိုင်မလဲဆိုတာဟာမျိုးတွေနောက်တစ်ခုကငါတို့ကဒီအဲငါတို့ပြုပြင်ပြောင်းလဲမှုလုပ်နေပြီဆိုရင်ငါတို့ဘာတွေပေးနိုင်မှာလဲဆိုတာတွေကိုဒီအစိုးရအဖွဲ့တွေပေါ့နော်ဒီမှာလို့ရှိရင်လို့ဒီမှာအစိုးရလာကြတာဦးအဲ့တော့အဲ့လို့ရှိရင်ဒီမှာအစိုးရတွေနဲ့ကျွန်တော်တို့ ဒီဘက်ကအဖွဲ့တွေနဲ့တွေးဖို့ရှိပါတယ်။အဲတွေးဖို့ချင်းတာလည်းကျွန်တော်တရားတော်တော့၅ဘွဲလောက်တော့ရှိနေပါပြီ။မနေ့ဖြန်ကနေစပြီးတော့အာတွေးကြပါလိမ့်မယ်။အဲ့တော့တွေးပြီးတော့မှဟိုကျွန်တော်တို့အစိုးရတွေနဲ့အစိုးရအစိုးရပေါ့နော်။လှုပ်ရှင်လှုပ်ရှင်ဆိုတော့ဆွေးနွေးကြပါလိမ့်မယ်လို့